ဘုရားမြတ်စွာသာသနာတော်မှာသံသင်္ကန်းကြောင်းစေပစ္စည်းလေးပါလူရန်ထောက်ပံ့ကြတယ်အဲ့ဒါလို့လူရန်ထောက်ပံ့နေတယ်မယ်ဘုရားဗျာသခင်ကိုရောမြတ်ကကျောင်းအလှနဲ့ပတ်သက်ပြီးအထုတလီအနုမောဒနာတရားများဟောကြားထားတာရာဇဂျူတတိကြီးရဲ့ကျောင်းလွတ်ပူဇာ အနုမောရဏတရားနဲ့အနာရဝိန်တတိဆောက်လို့လူတန်းနဲ့စေရွန်ကျောင်းတော်ကြီးရဲ့ကျောင်းလို့ပူဇာအနုမောရဏတရားကိန်းတရတုတ်တံမှလာတဲ့ကျောင်းအနုမောရဏတရားလို့အနုမောရဏတရားတွေနဲ့ပတ်သက်ပြီးဝေလမတုတ်တံမှလာရှိတဲ့ကျောင်းအလူအကျိုးတရားအဲ့ဒီဒေသနာတော်တွေအလုံးခြုံငုံပြီးတော့ကြည့်မယ်ဆိုရင် ပစ္စည်းလေးပါအလှူထဲမှာမြတ်စွာဘုရားကအာမိတ္တဒါနလို့ခေါ်တဲ့အလှူတွေထဲမှာကျောင်းအလှူကိုချီးမွမ်းပြီးတော့ကောင်းမြတ်တဲ့အလှူဖြစ်ဟောကြားတော်မူခဲ့တာဖြစ်တယ်။ဘာကြောင့်ဟောပြောသလဲဆိုတာကိုအလေးနဲ့ဆင်ញင်စဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှင်မြတ်စွာဘုရားရဲ့နှလုံးသွင်းအဘော်တော်ကိုမှန်းဆလို့သိနိုင်ကြမှာဖြစ်ပါတယ် စွမ်းသင်္ကန်းကြောင်းစေလို့ဘဝမှာအသက်ရှင်ရေးအတွက်တန်ဃာတော်များအတွက် အခေါ်ဝေါ်ဟာရအပြင်စွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါလို့ပစ္စယဆိုတဲ့စကားလုံးကိုသုံးပြပြီးတော့အသက်ရှင်ဖို့ထောက်ပံ့၄မျိုးလို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီပစ္စည်းလေးပါမရှိဘဲနဲ့သက်ရှိတတ္တဝါအများစုအထူးသဖြင့်လူသားတွေဟာ စားတရားဆိုတာရှိရမယ်ဝတ်စရာဆိုတာရှိရမယ်နေစရာဆိုတာရှိရမယ်မကြမ်းမမာလို့ရှင်ဆေးဝါးတဆာဆိုတာရှိရအဲ့ဒီလေးမျိုးဟာအသက်ရှိတည်နေရေးအတွက်အကြောင်းအထောက်ပံ့များဖြစ်တယ်ပေါ့သက်ရှိတတ္တဝါတိုင်းလိုလိုအထောက်ပံ့နဲ့ကင်းပြီးသက်ရှိကြတာဆိုတာမရှိအဲ့ဒီမဲ့လူသားတွေဖို့ကြည့်မယ်ဆိုလို့ရှင်လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ယန္တန်ဃာတွေပဲဖြစ်ဖြစ်စားเสียာဝတ်เสียာနေเสียာမကြမ်းမမရဲ့ဆေဝတ္တဆာဆိုတာရှိကြရမည်ဖြစ်လို့လူအသက်ရှင်ရေးအတွက်ဒီအချက်၄ချက်ကထောက်ပံ့ပေးနေတယ်ဆိုတာအလွန်ထင်ရှားပဲပေါ့အဲဒီလို ထောက်ပံ့ပေးတဲ့ထင်မယ်ဒီပစ္စည်းလေးရရဲ့ထောက်ပံ့ပေးနေမှုအသက်ရှင်မှုအတွက်ဒီရှုထောင့်ကကြည့်မယ်ဆိုရင်တော့ စားစရာဟာအရေးကြီးဆုံးပဲလို့ဒီလိုပြောမှာဖြစ်တယ်။တပိတ္တအာဟာရထိတိကာလို့ဆိုတဲ့အတိုင်းအလုံးဟာအာဟာရကြောင့်ဘဝမှာယက်တည်နိုင်ကြတာဖြစ်လို့တနည်းအားဖြင့်ပြောရင်အထောက်ပံ့အကြောင်းတစ်ခုကြောင့်ယက်တည်နေကြတယ်။အဲ့ဒီယက်တည်နေကြတာဖြစ်တော့အာဟာရဟာကြည့်မယ်ဆိုရင်အရေးကြီးဆုံးလို့ပြောစရာရှိတယ်။အဲ့ဒီရှုထောင့်ကကြည့်မယ်ဆိုရင်အာဟာရဟာအရေးကြီးဆုံးပဲ။ သို့သောမြတ်စွာဘုရားဟာအာရအလှနဲ့အကြောင်းအလှနှစ်ခုနိုင်ရှင်ပြီးဟောတဲ့အခါမှာကျတော့အကြောင်းအလှကိုချီးမွမ်းပြီးတော့အလှဒါနတွေထဲမှာအကောင်းဆုံးလို့ဟောတာဟာအကြောင်းတစ်ခုရှိတယ်ပေါ့။ဘာကိုရည်ရွယ်ပြီးတော့ဟောတာတုံးဆိုအလှကံပုဂ္ဂိုလ်ကိုခြေစူးပြုတဲ့နေရာမှာဘယ်အကြောင်းတရားကပုံမူပြီးတော့ ကြာရှည်စွာခြေစုပ်ပြုတယ်လဲဆိုတာကိုစဉ်းစားကြည့်ဖို့ပေါ့အာဟာရကနေခြေစုပ်ပြုတယ်ဆိုပါစို့မြန်မာလူမျိုးတွေပြောလို့ရှိတယ်ထမင်းအသက်9ရက်ဆိုစားတခါစားထားလို့ရှင်သူရဲ့ထောက်ပံ့ဟာစားထားတဲ့ပုဂ္ဂိုလ်အတွက်အသက်ရှည်ဖို့9ရက်ပဲအထောက်ကူပြုတယ်စားတခါစားရင်9ရက်ထောက်ကူပြုတယ်လို့ဆိုတော့စားသုံးတဲ့ပုဂ္ဂိုလ်မှာ ခိုင်မာတဲ့အကြောင်းတစ်ခုအသက်ရှင်မှုတွေရတာခொနည်းပဲခொနည်းဆိုတော့အမတန်တူတောင်းတယ်လို့ပြောရမှာနောက်တစ်ခါအဝတ်ကနေကျေစုပြုတယ်ဆိုတာဒါပါတော့လာပိုင်တော့မဟုတ်တနစ်အဝတ်ထဲတစ်ခုဟာအဲ့လိုလောက်ပဲဝတ်ကြရမှာဖြစ်တယ်ပေါ့မကြခင်ဆွေးနွေးဆွေးပြီးတော့သွား အဝတ္တထဲတစ်ခုရဲ့အထောက်ပံ့ဟာလည်းပဲနှစ်ပေါင်းကြာရှိစွာခန္ဓာမဟုတ်ဘူးနှစ်ပေါင်းကြာရှိစွာခန္ဓာမဟုတ်သည့်အတွက်ကြောင့်လှူထမ်းထားတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းအာယုံပြုရမယ်ဆိုလို့ရှိရင်တူတောင်းတယ်လို့ပြောရမှာမိမိရဲ့လှူထမ်းထားတဲ့ပစ္စည်းဝတ္ထုလေးကိုအာယုံပြုပြီးတော့ကြည့်ဖို့ရမကြခင်ထိုပစ္စည်းကပျောက်ပြက်ပြီးတော့သွားတယ်အဲ့တော့ဆွမ်းဆိုတာလဲစားပြီးတာနဲ့ပြိုင်နဲ့ပျောက်သွားတယ်သင်္ကန်းကလည်း ဝုလို့ဟောင်းနှွမ်းဆုပ်ပြတ်သွားတာနဲ့ပျောက်ကွယ်သွားတယ်။ဆေးဆိုတာကြတော့မကြမ်းမမာတဲ့အခါမှာလိုအပ်တာဖြစ်လို့သာဝရလိုအပ်နေတဲ့အရာမဟုတ်ဘူးပေါ့။အဲ့ဒီမဲ့ကြံတဲ့ကြောင်းဆိုတဲ့အဆောက်အဦကြတော့တခါဆောင်းလို့လူတန်းထားလိုက်လို့ရှင်နေထိုင်တဲ့ပုံကိုယ်တွေကိုအကျိုးပြုတာအနှစ်90လဲဟုတ်မယ်အနှစ်100လဲဟုတ်မယ် ကြာရှည်စွာအကျိုးပြုပြီးတော့ဒါနကုသိုလ်ရှင်ရဲ့ယင်တဲ့နှလုံးထဲမှာမျက်စိထဲမှာဒီလူဝတ္ထုပစ္စည်းကြီးကမြင်နေရပြီးတော့မြင်တိုင်းမြင်တိုင်းလို့ကုသိုလ်ပွားရမယ်ဆိုရင်ကြောင်းလူကလူတန်းထားတဲ့ပုဂ္ဂိုလ်အတွက်ပို့ပြီးတော့ကုသိုလ်ဖြစ်เสียရတယ်မပြတ်ကုသိုလ်ဖြစ်နေเสียရတယ်ရှိလာတယ်ပေါ့အဲ့ဒီရှုထောင့်ကကြည့်မယ်ဆိုရင်တော့ကြောင်းလူကမြတ်တယ်လို့ ဒီလိုဟောတာဖြစ်နိုင်စရာရှိတယ်ပေါ့ညဆိုကြာရှိစွာအကျိုးပြုအကျိုးပြုတယ်ဆိုတာဘသူကိုအကျိုးပြုလို့ဆိုရင်နံပါတ်1ကကျောင်းပေါ်မှာသတင်းသုံးနေထိုင်တဲ့တန်ဃာတော်ရှင်မြတ်တွေတုံ့မုံနေထိုင်တဲ့ပုဂ္ဂိုလ်တွေကိုကျိုးပြုတယ်နံပါတ်2ကဆောလုလူဒန်းထားတဲ့ပုဂ္ဂိုလ်ကလည်းမိမိလူဒန်းထားတဲ့အဆောက်အအုံကိုအာရုံပြုပြီးတော့ကြာရှိစွာ တွေ့မြင်ပြီးတော့ကုသိုလ်ပွားနိုင်တယ်ပေါ့အဲ့ဒီအချက်ကြောင့်မြတ်စွာဘုရားသခင်ကိုရောမြအာမိတ္တဒါနလို့ခေါ်တဲ့ပစ္စည်းလေးပါအလှူထဲမှာတော့ကျောင်းလူဟာအကောင်းဆုံးလို့ဒီလိုဟောတာဖြစ်နိုင်စရာရှိတယ်ပေါ့နော်အဲ့ဒီလိုဟောတော့ကြံတဲ့ဟာတွေကမကောင်းလို့လားလို့ဆိုဒီလိုဆိုလိုတာမဟုတ်ဘူးအကျိုးတစ်ခုပြုတဲ့နေရာမှာရှူထောင့်တစ်ခုကနေတစ်ခါ ကြည့်ပြီးတော့မြတ်စွာဘုရားဟောတာရှိသေးတယ်အကျိုးပြုမှုတွေကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဆိုပါစို့အစာကနေအကျိုးပြုတယ်ဆိုတာအန္နာဒောပလာဒောလို့ဆိုတဲ့အတိုင်းအစာအာဟာရလှူတာဟာခွန်အားလှူတာပဲလို့တိုက်ရက်သက်ဆိုင်တဲ့အကျိုးကတော့စားလိုက်ရင် အားရှိတယ်စားလိုက်ရတဲ့ပုဂ္ဂိုလ်မှာအားရှိလို့အဲ့ဒီအင်အားကိုဘယ်သူက လှူတာတုံးဆိုအာဟာရလှူတဲ့ပုဂ္ဂိုလ်ကလှူတာအာဟာရဒီအာကို ဖြစ်စေဖြစ်စေလို့အာဟာရလှူတဲ့ပုဂ္ဂိုလ်ဟာအာအလှူကိုလှူတယ်လို့ဒီလိုဆိုတယ်ပေါ့နောက်တစ်ခုကဝဋ္ထတော်ဟောတိဝဏ္ဏတော်လူမအဝတ်တောင်းမှအကွတ်လို့ဆိုကြတဲ့အတိုင်းအဝတ်တန်းတန်းပြတ်ပြတ်နဲ့မိမိနဲ့တင့်တော်တဲ့အဝတ်လေးဝေါ်လာမယ်ဆိုရင်လူပုဂ္ဂိုလ်ဟာကြည်ပြရှုပြော ရုပ်ဆင်းတင့်တယ်လားအဲ့ဒီရုပ်ဆင်းတင့်တဲ့မှုကိုဘယ်သူကပေးတယ်ဆိုအဝကပေးတာအဝကပေးသည့်အတွက်ကြောင့်အဝလှူတဲ့ပုဂ္ဂိုလ်ဟာဒီတုံ့ပြန်တဲ့အကျိုးအရဆိုရင်ဖြစ်လျက်ဘဝမှာအစင်းလာတယ်ဆိုတဲ့အကျိုးဒါမို့အဝလှူတာဟာဝဏ္ဏတော်ဆင်းလှပတာကြည်ပြော ရှုပြောဖြစ်အောင်လှူတာနဲ့တူတူပဲလို့အဓိကအချက်ကလေးတွေကိုကြည့်လိုက်တဲ့အခါမြတ်စွာဘုရားက အဲ့ဒီရှူတော့ကတော့အစာလူရင်ခွန်အားကိုလူတာရောက်တယ်အဝတ်လူလို့ရှိရင်အဆင်းကိုလူရရောက်တယ်နောက်တစ်ခါရှားနာတော်ဟောတိဒုက္ခတော်ချမ်းသာကိုလူတယ်လို့ဆိုတဲ့အခါစီးစရာရင်ကိုလူလိုက်လို့ရှိရင်ဥပမာမဲ့အနေအဆုံရင်ကိုပြောရမယ်ဆိုရင် ဖက်နှက်ပါ ဖဏဟာလည်းယင်ထဲမှာပါတယ်လို့ဆိုဖဏမစည်းပဲနဲ့သွားမယ်ဆိုရင်လမ်းကြမ်းပေါ်မှာဖဏမစည်းပဲရှောက်လှမ်းလို့ရှိရင်ခီးမတွင်ဘူးပေါ့ခြေောက်နာလို့ကြာကြာမသွားနိုင်ဘူးဖဏစည်းသွားမယ်ဆိုရင်ဝေးဝေးလန်းလန်းလမ်းကြမ်းကိုလည်းရှောက်လှမ်းနိုင်တယ်ဆိုတော့ဖဏဆိုတဲ့ယင်ဟာစည်းသွားတဲ့ပုဂ္ဂိုလ်အတွက်စိတ်ချမ်းသာမှုကိုချမ်းသာမှုကိုပေးတယ်ပေါ့ဒါကြောင့်မို့ ယာနာဆိုတဲ့အ ਨੇ ဆုံးအောက်အသေးဆုံးယင်သို့မဟုတ်အညံ့ဆုံးယင်ဖြစ်တဲ့ဖနက်လှူတာဒီပင်လင်းဒုက္ခတော်ချမ်းသာကြီးတဲ့အစင်းမြင်တာဆိုရင်ခနေခက်လို့ကားတွေလှူထားတယ်ဆိုဝေးလံတဲ့ဒေသအပင်ပန်းချီစွာ နိုင်ပေါင်းများစွာသွားမယ့်နေရာကားနဲ့သွားရင်ခဏလေးရောက်သွားမပင်မပန်းနဲ့ရောက်သွားတယ်ဆိုယာနာတော်ဒုက္ခတော်ဟောတိရှင်းထူတာချမ်းသာကိုလှူတာပဲ ကိုချမ်းသာမှုစိတ်ချမ်းသာမှုကိုလှူရရောက်တယ်လို့အဓိကရှုထောင့်ကကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတယ်နောက်တစ်ခါဒီပါတော်မောတိစက္ခုတော်မျက်စိဟာဒီစင်မီအလူဟာမျက်စိအလူလို့ဆိုတော့မျက်စိဆိုတာအမြင်အလူကိုဒီလိုဆိုလိုတာပေါ့လူတိုင်းလူတိုင်းမှာမျက်စိရှိကြမျက်စိကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာမြင်စရာတွေကိုရှင်းရှင်းလင်းလင်းမြင်ရတယ် မျက်စိဘလောက်ကောင်းကောင်းအမောင်နဲ့ရောက်နေလို့ရှိရင်မမြင်နိုင်ကြဘူးပေါ့အဲ့ဒီအမောင်နဲ့ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်စိမမြင်ရဘူးဖြစ်သွားအဲ့ဒီအချိန်မှာအလင်းရောင်လို့ဆိုတဲ့စီမီးဟာအမြင်ကိုဖြစ်စေတတ်လို့ဒီပါတော်ဟောဒီစကုတော်အလင်းကိုလှူတာဟာမျက်စိကိုလှူတယ်သို့မဟုတ်မျက်စိဖြင့်မြင်နိုင်မှုကိုလှူတယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့ ဆိုင်ရဆိုင်ရအလှလေးတွေဟာရသွားတဲ့အကျိုးကျေးဇူးလေးတွေနဲ့တွဲဖက်ပြီးတော့မြတ်စွာဘုရားအခုလိုတည်တည်တန်တန်တစ်ခုစီတစ်ခုစီဟောထားတော်လဲပဲအခုလိုအဆောက်အဦလှူတဲ့ပုံကိုကြတော့သောသတပတ္တရောဟောတိယောတရာတိဥပတ္တယဥပတ္တယလို့ခေါ်တယ်အရိတ်ခိုပြီးတော့ချမ်းချမ်းသာသာအတွင်းမှာလုံလုံခြုံခြုံ နေခွင့်ရတဲ့ အဆောက်အုံကိုလှူပြီဆိုရင်တော့ပပတတော်အခုပြောခဲ့တဲ့အချက်တွေအားလုံးပါဝင်တဲ့အလှပဲဖြစ်တယ်လို့ဒီလိုဆိုတော့ပါဝင်တဲ့အလှဆိုကြောင်းအလှလှူလိုက်တာနဲ့ခုနကအန္တတော်ပလာတော်ဆိုလည်းပါသွားတယ်မစားရအောင်ကြောင်းထဲမှာနားနေပြီးတော့ပန်းဖြေလိုက်မယ်ဆိုရင်ခွန်အားတွေပြန်ပြည့်လာလို့ကြောင်းကခွန်အားပြည့်မှုကိုလည်းဖြစ်စေနိုင်တယ်လို့ဆိုတဲ့အထိပယ်နဲ့မြတ်စွာဘုရား ကျောင်းလူတာဟာခွန်အားလူလေလူရရောက်တယ်ဒီလိုဆိုတာပဲနောက်တစ်ခါဝဋ္ထတော်ဟောနာတော်အစင်းလူမအဝဋ္ထလူမအစင်းလူတယ်လို့ဆိုတော့လေကျောင်းလူလူလိုက်တဲ့အခါလည်းပဲအစင်းရောင်ကိုလူရရောက်တယ်လို့ဘာဖြစ်လို့တုံးဆိုအပြင်ဘက်မှာလေတံမိုးတံလေတိုက်ခံပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့အသားဟာမွဲချောက်ချောက်ဖြစ်လာတယ် ကျမရေးထိခိုက်နိုင်တယ်လေဘူးနေဘူးမိထားတဲ့အသားရောင်ဟာဘလို့မှအဆင်မပြေဘူးအေးလေဘူးနေဘူးကင်းတဲ့ကြောင်းထဲမှာအရိတ်ထဲမှာနေပြီးအရိတ်ခိုနားနေပြီးကြောင်းထဲမှာလေလုံမိုးလုံနေလဲရပြီဆိုရင်လူရဲ့အရေးအစင်းနေရာပို့ပြီးတော့စိုးပြေးလာတယ်ဒါကြောင့်မို့ကြောင်းလူဟာစိုးပြေမှုအစင်းလာမှုကိုလည်းဖြစ်စေလို့အစင်းလူကိုလည်းလူရရောက်တယ်လို့တူတူဆို ဟောနောက်တစ်ခုကြည့်တဲ့အခါကျတော့ယာနာရောဒုက္ခရောယဉ်စီးသွားလို့ချမ်းသာတယ်လို့ပဲကျောင်းထဲမှာနေလိုက်လို့ရှင်လေရန်မိုးရန်စတဲ့ဥရုဘေးရန်နေကင်းပြီးတော့စိတ်နှလုံးအေးချမ်းစွာနေနိုင်တာဖြစ်တော့ကြောင့်ကျောင်းအလှလှလိုက်ခြင်းအပြင်ဒုက္ခဒချမ်းသာကိုလှူရရောက်တယ်တဲ့တခါညဘူးထဲမှာနေလို့မျက်စိတွေကြည့်မကောင်းဖြစ်တယ်ကြည့်မကောင်းဖြစ်တော့ မျက်စိအမြင်ဟာဝိုးတိုဝါတာဖြစ်လာကျောင်းထဲမှာအရိတ်ထဲမှာနေတဲ့အခါမျက်စိလည်းကြီးလာကြီးလို့ကောင်းလာတယ်ဆိုတဲ့အနေအထားမျိုးတွေကိုပြန်ရနိုင်တာဖြစ်တော့ကြောင်းကျောင်းအလှူဟာမျက်စိအလှူကိုလည်းလှူရရောက်တယ်လို့ဒီအလှူ400ကိုပေါင်းဆက်ပြီးမျက်စောဗျာသောသသဗ္ဗတရောဟောတိယောဒရာတိဥပတယံတို့နတ်သားတယောက်မိခွန်းနဲ့ပတ်သက်ပြီးတော့ဖြည်းဖြည်းတဲ့အခါမှာလည်းပဲ ကောင်းအလှာလူဒါနာအလုံးပါဝင်တဲ့အလှူမျိုးဖြစ်လို့ချီးမွမ်းပြီးဟောကြားတယ်လို့ဒီလိုပြောရမှာဒါကမြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်တွေကိုဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်ကြောင်းလူလူထားတဲ့ဒကာဒကမတွေဟာဝမ်းမြောက်ဖွယ်ရာဖြစ်တာပေါ့ဝမ်းသာစရာ တို့လူတဲ့အလှူဟာဖရားချီးမွမ်းတယ်ဒီလိုဒီလိုအကျိုးတွေကိုရရှိနိုင်တယ်ဒီလို့လို့ရင်ဒီအကျိုးရမယ်ဆိုတာတွေကို အကျိုးကိုသိရှိနားလည်ပြီးလုပ်တဲ့အခါပို့ပြီးတော့စိတ်ထဲမှာဝမ်းသာကြည်နွမှုဖြစ်ကြရတယ်။အကြောင်းကင်းတဲ့အကျိုးတရားဆိုတာမရှိဘူး။ဒါကြောင့်မို့လို့ဆိုပါစို့တည့်ရစီစိုက်လို့ရှိရင်တည့်ရပင်ရမယ်တည့်ရတီးတီးတယ်ဆိုတာလောကမှာထင်ရှားသလိုပဲကုသိုလ်ကောင်းမှုတွေမှာလည်းဒီကုသိုလ်လုပ်ရင်ဒီအကျိုးရတယ်ဆိုတဲ့အကျိုးတရားကိုသိရှိပြီးတဲ့အခါမှာ ကိုလောရတဲ့အလုပ်အတွက်ဝမ်းမြောက်ခြင်းနုဘွေရာဖြစ်တာပေါ့ဝမ်းနောက်ဝမ်းမြောက်ခြင်းနုမှုကိုဖြစ်စေဖို့အတွက်မြတ်စွာဘုရားကခုလိုဟောကြားဆုံးမတာဖြစ်တယ်အဲ့ဒီထက်မဲ့မြတ်စွာဘုရားကကြောင်းအလှူနဲ့ပတ်သက်ပြီးအနုမောရဏတရားဟောတဲ့အခါလေနဲ့ထင်စာဒုက္ခထင်စာဇာယိတုံစာဝိပတိတုံဝိဟာရဒါနံတန်ခတ်တအက္ခံဗုဒ္ဓေနဝဏိတံလို့ စေရွန်ကြောင်းရေစက်ချတော့ကလည်းဒီဒေသနာကိုခေါ်တယ်။ဘာသာကျုံမြို့မှာကျောင်းပေါင်း60တပြိုင်တည်းဆောက်လုပ်ပြီးတော့တရထဲရေစက်ချတဲ့ဘာသာကျုံတထေးကြီးရဲ့ကျောင်း60ရေစက်ချပွဲမှာလည်းမြတ်စွာဘုရားဒီတရားကိုပဲဟောတယ်နော်။အဲ့မှာဟောတဲ့အခါအဓိကအနှစ်ချုပ်ကတော့ဘာရောလေနဲ့ထင်းစဒုက္ခထင်းစဇာယိတုံစဝိပတ္တိတုံ ဝိဟာရဒါနံတန်ဃတအကံဗုဒ္ဓေနဝနိတ။အကြောင်းလူရဲ့အကြောင်းကနေပြီးတော့အကျိုးပြုတာတွေကိုချိန်ပြီးမြတ်စွာဘုရားဟောတယ်။အကြောင်းဆိုတာအဆောက်အဦပေါ့နော်။ဘယ်အဆောက်အဦပဲဖြစ်ဖြစ်အကျိုးပြုတဲ့လူတွေမှလည်းပဲအိန္ဒိယအကျိုးပြုတာဒါပဲပေါ့။အဲ့တော့ကိုလူတန်းနဲ့အကြောင်းကနေထိုင်တဲ့ပုဂ္ဂိုလ်ဘယ်လိုအကျိုးပြုတုံး။ဘာအတွက်လဲတုံးဆိုလေနတ်ထား နေနတ်ဆိုတာပုံခိုစရာနေရာတစ်ခုအေးအပြင်မှာလေရှိတယ်လေတိုက်တယ်မိုးရွာတယ်ရာသီဥတုတွေဆိုးွားတယ်မှတ်တည်ခြင်းနေအကောင်းလောင်းနေရှိတယ်အဲ့ဒီပြင်မဘေးရန်အန္တရာယ်တွေမှန်သမျှအကြောင်းအဆောင်အုံတွေမှာဝင်းနေလိုက်ရင် လုံခြုံသွားတယ်ပုံခိုစရာတစ်ခုဖြစ်တယ်ဘေးရန်အန္တရာယ်တွေခင်းရှင်းပြီးတော့ပုံခိုတဲ့နေရာ ုံခိုစရာနေရာတစ်ခုဖြစ်ကျောင်းကိုဆောက်လုပ်လှူဒန်းနေကျောင်းတကာကျောင်းအမတွေကလည်းစိတ်ထဲနှလုံးထဲမှာတို့တွေကျောင်းဆောက်လှူတာဘေးကင်းရန်กว่าပုံခိုပြီးတော့ချမ်းသာစွာနေထိုင်စရာတစ်ခုအနေနဲ့တို့လှူတယ်လေနလို့ဆိုတာလုံးညုံနေစိတ်ချရတယ်နေဘူးလေဘူး ရာသီဥရုဒဏ်နေစိတ်ချရတယ်အကောင်းမလောင်နေရဲ့ဒဏ်စိတ်ချရတယ်အနေရဲ့ကင်းနေဆိုတဲ့အဆောက်အုံတစ်ခုလူလောကလူတွေအသက်ရှိဖို့အတွက်မဖြစ်မနေရှိရမယ်အရာမရင်ကျေးသေးတဲ့ကြောက်ခဲ့လူသားတွေကအစားကြောက်ခဲ့လူသားတွေဟာအိမ်မဆောက်သေးတော့လေလိုင်းကူတွေထဲမှာ လုံခြုံသွားနေကြထိုင်ကြတာတွေပေါ့အဲ့ဒါလို့ပုန်းခိုစရာဟာလူအသက်ရှိဖို့အတွက် အဓိကအရေးကြီးတဲ့အချက်ဆိုတာအမှန်မှထင်ရှားဒီဆောက်အုံလေးဆောက်တယ်လှူဒန်းတယ်ဆိုတာအဓိကက ပုန်းခိုဖို့ပဲဖြစ်တယ်ပေါ့အဲ့ဒီလိုဘေးရန်အန္တရာယ်တွေက ပုန်းခိုစရာဖြစ်တို့တွေတွေလှူဒန်းရခြင်းအဖြစ်တန်တရာဝုဆင်းရဲမှာကြုံတွေ့ရတဲ့အိုခြင်းဆင်းရဲနာခြင်းဆင်းရဲတေခြင်းဆင်းရဲဆိုတဲ့တန်တရာဝုဒုက္ခတွေက ပုံခုစရာအစစ်ဟာဘယ်မှာလဲလို့ဆိုနိဗ္ဗာန်ချမ်းသာတာဖြစ်တယ်ပေါ့နိဗ္ဗာန်ဆိုတဲ့ပုံခုရာ ရောက်မှသာလင်ဒီဆင်းရဲဒုက္ခတွေကကင်းမှာအဲ့တော့လောကမှာကြုံတွေ့နေတဲ့ဘေးရန်အန္တရာယ်တွေကတော့အဆောက်အဦကကာဝယ်ပေးတယ်လူကာဝယ်ပေးတယ်ဒုလူလိုက်ရတဲ့အဆောက်အဦကုသိုလ်ကြောင့်ဒုတဲ့တွေဟာတန်တရာဝဆင်းရဲတွေကလွတ်ကင်းရပုံခုရာလေနာ အစ်စ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့လို့စိတ်ထဲမှာလည်းပဲရည်ရချက်ထားပါပေါ့ဒုက္ခတင်္ဆာဇာယိတုံ္ဆဝိပတိတုဇာယိတုံဆိုတာအာယုန်တစ်ခုပေါ်မှာကပ်ပြီးတော့ရှုမှတ်နေတဲ့တမထချင်းစဉ်တစ်ခုဝိပတိတုံဆိုတာ မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောအိစ္ဆဒုက္ခအနတ္တဆိုတဲ့သင်္ခါရတရားတွေရဲ့သဘာဝကိုရှုမြင် သုံးသပ်နေတဲ့ဝိပဿနာတဝထကျင့်စဉ်မဲ့ကျင့်ကျင့်ဝိပဿနာကျင့်စဉ်မဲ့ကျင့်ကျင့်ဒီသောအုံဟာဥပနိဒိယတတ္တိနဲ့ကျင့်တဲ့ပုဂ္ဂိုလ်ခြေစုပြုတယ်သေနာတနာတပ္ပယဆိုတာရှင်းတရားထုတ်တဲ့အခါမှာ တေနာတနာတပ္ပယလို့ခေါ်တယ်အဆောက်အုံရဲ့အကျိုးပြုမှုဟာအမတမကြီးမားတယ်ပေါ့ဥပမေတ္တရတ္တိနဲ့ကျေစုပြုလို့တေနာတနာတပ္ပယဖြစ်လာပြီဆိုလို့ရှင်တရားဓုတရားမြတ်ကိုမြန်မြန်ရနိုင်တယ်ပေါ့ထောက်ကိုပြုတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တိပင်လင်တေနာတနာတမျိုးဖြစ်တဲ့ဘောရိပင်ကိုအမိပြုမှတရားဓုတရားမြတ်ကိုရရှိသွားတာဖြစ်တယ်ပေါ့ထို့တူပဲ ကြောင်းဆိုတာဟာအဆောက်အအုံပါဒုက္ခတာဒုက္ခတရားဓမ္မရှုမှတ်ဖို့အတွက်ချမ်းသာတယ်ဒီတဲ့တိုးချဲ့ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘာဝနာလုပ်ငန်းလုပ်ရုံများမှာကဒီထဲမှာတရားနာတယ်ဆိုတာလဲချမ်းသာတယ်စာပေတွေသင်ယူကြက်မှတ်နေကြတယ်ချမ်းသာတယ်စာပေတွေဟောပြောပေါ်ချနေတယ်ချမ်းသာတယ် သန္တနာအလုတ်မြည်သည့်အလုတ်ကိုပဲလုတ်လို့တရားဟောတရားနာ စာပေပို့ချခြင်းနဲ့ဘယ်လုတ်ပဲလုတ်လို့အဆောက်အဦထဲမှာလုတ်ပြီးဆိုရင်ဒုက္ခချမ်းသာတယ်ဆိုတဲ့အကျိုးချက်ချင်းကြီးရရှိနိုင်တဲ့အကျိုးဖြစ်တယ်မို့တရားဓမ္မပေါင်းသူတော်ကောင်းတို့စုပေါင်းဆောက်လုပ်အပ်တဲ့ဤအဆောက်အုံလေးဆရာတော်ဘုရားကြီးသရင်သုံးထိုင် နေထိုင်မဲ့ထေရဝါဒထေရလို့ခေါ်တဲ့ တတ်တော်ရွယ်တော်ကြီးတဲ့ဆရာတော်သို့မဟုတ်သီလသမารိပညာခိုင်မာသွားတဲ့သာသနာတော်မှာသီလအပြင်ခိုင်မာတယ်သမာရိအပြင်ခိုင်မာတယ်ပညာအပြင်ခိုင်မာတယ်ဆိုရက်ထိရခုံနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတရင်တုံနေထိုင်မယ်ဆိုပိုလို့ပဲဝမ်းမြောက်ဖွယ်ရာတရားတရားတွေဖြစ်ရှာရှိတမန်အဆောက်လောက်တာတဲ့ အခုလိုသီလသမารိပညာနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးကိုယ်တိုင်ဒီထဲမှာသတင်းသုံးတယ်တတရရတော်အဖြစ်လဲကြီးရင်မီထိုကြီးရင်တဲ့ဆရာတော်ဘုရားကြီးဟာသီလသမารိပညာအဖြစ်လဲမြင့်မားတယ်ဟောတတော်အဖြစ်လဲကြီးတယ်သီလအဖြစ်လဲကြီးမားတယ်ဆိုရယ်ကြီးမားမှု ခုနဝုဒ္ဓိဝရဝုဒ္ဓိလို့ဆိုရယ်ဒီလိုပုဂ္ဂိုလ်မျိုး သတင်းသုံးတဲ့နေရာဆိုပိုလို့ပဲဝမ်းသာချီနှူးဝဲဖြစ်တယ်ပေါ့အေးဒါကြောင့်မို့လေနဲ့ထင်စားဒုက္ခထင်စားဇာယိတုံစားဝိပတ္တိတုံပုံခိုစရာဖြစ်ဖို့အတွက်တမထဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါချမ်းသာဖို့အတွက်ဆိုရက်ရည်ရွယ်ချက်တွေနဲ့ဆောက်လုပ်လှူဒန်းတဲ့လှူတဲ့အခါမှာတန်ခါကိုဥတည်လှူဒန်းတာဖြစ်လို့တန်ခါကနေဆက်နွယ်ပြီးတော့သာသနာတော်ကြီးကိုပူဇော်တာဖြစ်လို့ အကံဗုဒ္ဓေနဝဏိတံရသော်ဗျာကကောင်းတယ်လို့ချီးမွမ်းတာဟာဘု து အတွက်ပြောတာလဲလို့ဆိုလှူတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတယ်နော်အကောင်းဆုံးကုသိုလ်ရဲ့ဒီကုသိုလ်ဟာကောင်းတယ်ဒီတဲ့နေရတဲ့ပုဂ္ဂိုလ်ကောင်းလို့ကောင်းတယ်ပြောတာမဟုတ်ဘူးနော်ရသော်ဗျာချီးမွမ်းတယ်ဆိုတာဟာလှူတဲ့ပုဂ္ဂိုလ်တွေအတွက်အဗ္ဗဓမ္မအကျိုးကျေးဇူးရှိတယ်ဆိုတာကိုညှင်းညွှန်းပြီးတော့ချီးမွမ်းတာ ဝိဟာရဒါနံတန်ခတ်တအက္ခံဗုဒ္ဓိနာဝဏိတတန်ခတ်တဆရာတော်ဘုရားကြီးကိုဥတည်ပြီးတော့ရသဘုရားရဲ့တပည့်တော်ကသားတော်တွေပဲပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်တန်ခတ်ကိုရည်ရွယ်ပြီးတော့လှူဒန်းတဲ့အလှူဒါနအက္ခံဗုဒ္ဓိနာဝဏိတကောင်းမြတ်တဲ့အလှူဒါနတစ်ခုအမြတ်ဆုံးအလှူဒါနတစ်ခုဖြစ်ရသဘုရားကအာမိသဒါနတွေထဲမှာဂုံတင်ပြီးတော့ ဟောကြားဆုံးမတာသူတို့တုတ်တန်ဒီမှာထင်းထင်းရှားရှားရှိတယ်ပေါ့အဲ့ဒါเจ้าအလှူဟာတို့လှူလိုက်တဲ့အလှူဟာအားလုံးကိုလည်းလှူရရောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းအကောင်းဆုံးလို့ပြောတဲ့အလှူမျိုးကိုတို့တွေလှူရစုပေါင်းစုဆောင်တဲ့ဝေချင်းများဖြင့်ဆောလုံးလှူဒန်းထားတဲ့ဒီเจ้าကြီးဟာတို့တွေတွေတူညီသော ကောင်းကျိုးချမ်းသာတွေကိုရကြမှာပဲလို့ ကျောင်းဆုံးဆောင်လှူဒန်းတဲ့နေရာစမလူခင်ဘုဗ္ဗစေရနာတွေလှူနေတဲ့ကာလမှာမုံစာစေရနာတွေဖြစ်လို့နောင်ပြီးတော့လည်းပဲအသက်ထက်ဆုံးမိမိတို့သက်ရှင်သမျှကာလမှာလို့နေစင်နေမြတို့တွေဆောင်းဦးတစ်ခုဆောင်းလို့လှူဒန်းရတာဝန္တာကြည်နူးဝေရာဖြစ်တယ်လို့စိတ်ထဲမှာ အပရစေရနာတွေလည်းဆက်လက်ဖြစ်ပေါ်နေဖို့ပဲလိုအပ်တယ်ကိုယ်လှူဒါနာလှူပြီးသွားပြီး လူပီးသွားတာနဲ့တပြိုင်နဲ့အလှဒါနအဖြစ်ခုတာလဲဝမ်းမြောက်ကြရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ငါလှူထားတဲ့အကြောင်းဆိုပြီးတော့ဟိုပုဂ္ဂိုလ်မနေရဒီပုဂ္ဂိုလ်မနေရဆိုတဲ့စိတ်ဓာတ်မျိုးတွေတော့မမွေးချနိုင်ပေါ့နော်လှူလိုက်တာတည်းကကိုကကိုတောင်ဝန်တစ်ခုပြီးသွားတဲ့သဘောမௌဒ္ဒစာကလွတ်လွတ်ကျွတ်ကျွတ်လှူတယ်တို့လှူလိုက်ပြီတန်ဃာတော်တွေသဘောကျပဲပုဂ္ဂိုလ်ပဲနေနေ ဆရာတော်ကြီးတရင်တုံးတယ်ဆရာတော်ကြီးကခွင့်ပြုလို့ပဲပုဂ္ဂိုလ်ပဲနေနေခြေနဲ့နိုင်နေဝမ်းသာနိုင်နေတို့လှူတာလှူဒါနဟာတို့ကအောင်ရင်ပြီးဆုံးပြီလို့ဒီလိုထားပြီးတော့ဆက်သွယ်ပြီးတော့လှုပ်ချင်ရင်ဟာတော့တို့လှူတဲ့ကြောင်းလေးဟာနှွမ်းနေပြီလားပျက်စီးနေတာများရှိသလားဘာထပ်ပြီးတော့တို့ပံပိုးရအောင်မလဲဆိုတော့စိတ်ဓာတ်လေးတစ်ခုပဲမွေးဖို့လိုတယ်ကြံတဲ့ဟာတွေကတော့မမွေးနဲ့ မုဒ္ဒဆာကလွတ်လွတ်လပ်လပ်စိတ်ထဲမှာပြက်ပြက်သားသားထားပြီးတော့အလှပေါ်နဲ့ပတ်သက်လာတဲ့အခါမှာစိတ်ကွက်တာမျိုးတွေတခုမှမဖြစ်စေဘူးဒါကအရေးကြီးတယ်ဗောမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒါနဲ့ပတ်သက်ပြီးတော့ဟောထားတာတွေကုတ္တရဏသုတ်တို့ဘာတော့မှာတတိပေးထားတာတွေရှိတယ်ဗောနော်အရေးကြီးဆုံးကဒီကောင်းမှုရလို့မဟုတ်ဘူးဘယ်ကောင်းမှုပဲလှုပ်လို့နော်ဝန္တာမှု၃မျိုးနဲ့ ပံပိုးထားမှဒီဒါနကောင်းမှုဟာအောင်မြင်ကြီးပွားတယ်လို့ဒီလိုဆိုလို့အောင်မြင်တဲ့ဒါနဖြစ်ဖို့ရတဲ့လူရှင်တိုင်းလူရှင်တိုင်းဟာတတိထားမှာဝိပတိတာရလို့ဆိုတဲ့နှလုံးမတရားမှုကိုဘယ်တော့မှမဖြစ်စေဘူးကိုလူလိုက်တဲ့အလူဒါနနဲ့ပတ်သက်ပြီးဝိပတိတာရကိုထိန်းနိုင်ရမယ်ဒီလိုဆိုလို့ပုပ်ဘေဝဒါနာသူမနောမလူခင်ကလည်းဝမ်းသာနေတယ်စိတ်ထဲမှာကြည်နူးနေတယ် တံစိတ်တံပတာရေလှူနေတဲ့အချိန်မှာလဲစိတ်ဟာတန်ရှင်းနေကြည်လင်းနေဓာတဝအတ္တမနောလှူပြီးတဲ့နောက်မှာလဲပဲစိတ်ဟာဝမ်းမြောက်ချင်နူးနေတဲ့ဆိုရင်အေးတာယဉ်ညက်တာတမ္မရာအေးတာပုံညက်တာတမ္မရာမိမိလှူလိုက်တဲ့အလှူဒါနဒါပြည့်စုံတဲ့အလှူတစ်ခုဖြစ်သွားတယ်လို့ဒီလိုဆိုတာစိတ်ဆိုတာထိမ့်သိမ်းဆော့ဆော့ကြရတယ် မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်ကိုဖိုးပြုပြီး ဆုံးမတာဖြစ်လို့လူတိုင်းလူတိုင်းဟာကိုယ်စိတ်ပေါ်မှာမူတည်ပြီးတော့ကောင်းကျိုးချမ်းသာရခြင်းမရခြင်းဆိုတာဖြစ်တယ်နော်ဒါကြောင့်မို့လို့စိတ်ဟာအမှန်တမ်းအရေးကြီးတယ်စိတ်တန်တန်တန်ဒုက္ခဝါဆုံးမလို့ယဉ်ကျေးလိမ်မှသွားတဲ့စိတ်တချမ်းသာဒုက္ခကိုဆူဆောင်းလာတတ်တယ်လို့ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမစကားတွေမှတ်သားလာယူပြီးတော့ခြေနူးတဲ့စိတ် ဝမ်းမြောက်တဲ့စိတ်တွေနဲ့ရေစက်တွန်းချပြီးတော့လှူဒါန်းကြရမှာဖြစ်တယ်အားလုံးစုပေါင်းတဲ့ဒါနကုသိုလ်ရှင်တွေအားလုံးတို့တွေဟာရသော်ဗျာချီးမွမ်းတော်မူတဲ့အလှူဒါနကြီးကိုတို့တွေအောင်မြင်စွာလှူဒါန်းရပေပြီလို့စိတ်แทကဝမ်းမြောက်ချီးနှူးစွာကုသိုလ်တရားတိုးပေါင်းကြိုးစားနိုင်ကြပါစေကုန်သတည်း